လက်ပရမ်းမျိုးနဲ့တရက်ချောင်းရွာတို့ဘုံကျဲရန်လာတော့စစ်တပ် drone ပြက်ကြ PDF တပ်ဖွဲ့ကအသိစီရရှိဘကိုးတိုင်းဒေသကြီးလက်ပရမ်းမျိုးနဲ့တရက်ချောင်းရွာတို့ဘုံကျဲရန်လာတော့ကျန်းဖက်စစ်ကောင်စီ drone တစီသည်ယနေ့အောက်တိုဘာ16ရက်မနေ့ဆယ်နေခွဲခန့်တွင်ဆက်ချိုရွေးမှုကြောင့်ပြက်ကြခဲ့ပြီးအဆိုပါ drone ကိုတာယာဝတီဂလုံးတပ်ဖွဲ့ကအသိစီရရှိခဲ့ကြောင်းတာဝန်ရှိသူတို့ကပြောပါတယ်ပြက်ကြသွားတဲ့ drone သည်တရက်ချောင်းရွာနောက်ဘက်တွင် လေထီးဖြင့်ပြုတ်ကြခဲ့ခြင်းဖြစ်ပြီး၎င်းကိုတာယာဝတီဂလုံတပ်ဖွဲ့ကတရင်ရရှိသည့်နှင့်ချက်ချင်းသွားရောက်ယူဆောင်ကလုံယုံရနေရသို့ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်းသိရပါသည်။စစ်ခွေးတွေကတရချောင်းရွာကို drone နဲ့ဘုံလာကျဲတာဒါပေမဲ့ဆက်ချွတ်ယွင်းပြီး drone ကလေထီးနဲ့ပြုတ်ကျလာတာပါ။ကျွန်တော်တို့တရင်ကြတာနဲ့သွားယူလာခဲ့တယ်။အခုတော့လုံယုံတဲ့နေရာမှာထားထားပါပြီလို့တာယာဝတီဂလုံတပ်ဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။ ဒါအပြင်တရချောင်းရွာတွင် ရခိုင်အော်တိုဘာ15ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမိရှုပြက်စီးရန်စစ်ကြောင်းထိုးလာစဉ်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေဗကိုးတိုင်းစစ်ဌာနဗျူဟာ22လက်အောက်ရှိအမှတ်383နှစ်တပ်ရဲအမှတ်383တပ်ရင်တာယာဝတီရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာယာဝတီဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာဂျမ်ဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်သား9ဦးထက်မနည်းအသေဆုံးခဲ့ပြီးစစ်တုံးမှ12ဦးကိုဖမ်းဆီးရရှိကလက်နက်အစုံ16လက်ခဲယမ်းနဲ့စစ်တုံးပစ္စည်းများစွာကိုတင်ရှိနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။